အလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါကျွန်တော်ကျော်စင်ဖန်ရဲ့မိတ်ဆွေတို့အတွက်တပတ်စာပေးတင်စတင်ပြီးတော့မှာဖြစ်ပါတယ်73ရက်3လ2025မှာ69ရက်3လ2025ဒီပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့ရင်ထဲမှာမိသားစုနဲ့ပတ်သက်ပြီးပြည်ပြည်လည်လည်ကောင်းကောင်းမွန်မွန်စီစီလုံးလုံးကျေကျေနပ်နပ်ဖြစ်ဖို့အကြောင်းလေးကိုအခုရင်ထဲမှာ ငါဘလို့စမ်းစွမ်းဆောင်ရင်ကောင်းမလဲဘလို့ကြိုးစားရင်ကောင်းမလဲဘလို့နေရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးအဲ့ဒီအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဘဝတစ်လျှောက်လုံးကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့ရှေ့ဆက်ပြီးတော့အမားဟုသမျှကင်းပြီးတော့အကောင်းဟုသမျှကျန်ဆောင်နိုင်ဖို့ကိုဒါကိုရင်ထဲမှာမျောလင်းတောင်းတနေပါတယ် မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ခုထက်ငယ်ရွယ်တဲ့သူတွေရဲ့နောင်ရည်အဲ့လိုဟာမို့တဲ့အတွက်ကောင်းကောင်းမွန်မွန်ဖြစ်အောင်ကြိုးစားပေးဖို့နောက်ပြီးတော့ကိုဖုံးကွယ်ထားတဲ့ကိစ္စတွေလူမသိအောင်မျိုးတိတ်ထားတဲ့အရာတွေအလုံးဘူးပေါ်သလိုပေါ်မှာကိုလည်းဒါစိုးရိမ်မှုတွေဖြစ်နေတတ်တယ်အဲ့တော့အဲ့ဒီပြဿနာတွေဘာမှမကြုံနိုင်ဘူးမလာနိုင်ဘူးလို့ပြထားပါတယ်ဒီချိန်မှာစိတ်ညစ်ဆရာနဲ့ပတ်သက်ပြီး တနင်္ဂနွေသားသမီးတွေမှာလုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုအကြောင်းလေးချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးနှမျိုးအကြောင်းလေးအဲဒါလို့ဟာမှုတွေကြောင်းကိုယ်မှာစိတ်ဆင်းရဲစရာတွေကြုံတွေ့ရတတ်တယ်စိတ်ညစ်စရာတွေဖြစ်ပေါ်တတ်ပါတယ်ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စာတာမှာဆိုလို့ရှင်တော့ငွေကြေးနဲ့ပတ်သက်ပြီးအောင်မြင်မှုကြီးကြီးမားမားရရှိမယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှင်လဲကံကောင်းတာတွေကြုံမယ် ညာရေးနဲ့ပတ်သက်ပြီးလုပ်ငန်းကိန်းကနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအကောင်းဆုံးအတွေးခေါ်တွေဒီကာလအတွင်းမှာချမှတ်နိုင်တာဆုံးဖြတ်နိုင်တာမျိုးတွေကြုံရပါလိမ့်မယ်တဲ့ဗျ။အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့တဦးနဲ့တဦးချစ်ခင်မှုကျင်နာမှုတွေရော်ရဲပြီးတော့နင်းလဲလှုပ်ချင်တာလှုပ်မယ်ငါလဲလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တဦးနဲ့တဦးဆုံးဖြတ်ချက်တွေချမိတာမျိုး ကြံဆောင်မိတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ထွက်ငွေနဲ့ပတ်သက်လို့ကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပတ်သက်အကြောင်းပြုပြီးတော့အဲ့ဓာတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများတတ်ပါတယ်မကုန်သင့်မဲ့ကုန်တဲ့ပုံစံမျိုးတွေနဲ့ငွေကုန်ကြေးကြများတတ်တယ်ဒီဝသနာပါလို့ဒီလိုကျင်တဲ့တင်းငွေသားသမီးတွေကတော့ဆောင်းနေရဲ့ဘေးနားမှာဆောင်းနေထားတဲ့ဘေးနားမှာရှားကြည့်ပါအနှွေးတွေထားတဲ့ဘေးနားမှာရှားကြည့်ပါအဲ့နေရာမှာ 没睡啊，酒杯上跟那的装的呀，对 <noise> 呀，巴里面，你那的比表比刚酒钱了，伢媳妇也得伢的那旮罗，啊 <noise>，再自己啊，跑我的呀，我弟弟都没有了，突然杯了，露西呀，收装起来吧，弟弟在在跟出家刚忙多巴里没都表演，没睡着也对，这把沙杯的我的妈呗，你讲酒吧？等你拿刀没没水面，阿龙没了吧，等你拿刀什么的一对。 23ရက်3လ2025မှာ19ရက်3လ2025ထိပဲဖြစ်ပါတယ်။တနင်္လာသားသမီးတွေရဲ့ယင်းထဲမှာခရီးတွေနဲ့ပတ်သက်ပြီးတွားဖို့ကိုရစရာရှိသောကိစ္စကိုရဲ့မျှော်လင့်ချက်ရည်မှန်းချက်တွေပြေဝဖို့အတွက်ကိုပဲဒါကိုရဲ့ယင်းထဲမှာစဉ်းစားတွေးတောနေပါတယ်။အဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးကိုပြည့်ကျင်သောဆန္ဒတွေနဲ့ပတ်သက်လို့ရှိရင်နှစ်ချိန်နှစ်ခါကြိုးစားမှအဆင်ပြေပါလိမ့်မယ်လို့ပြထားပါတယ်။ မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေရဲ့ပညာရေးသူတို့ရဲ့နောင်ရေးအတွက်ကိုပဲအစစအရာရာရည်ရွယ်ချက်ကြီးကြီးနဲ့အကောင့်တွေဖွင့်ပေးနိုင်ဖို့ကိုဒါကိုယ့်ရဲ့ဉာဏ်ထဲမှာမျောလင်းတောင်းတနေပါတယ်နောက်ပြီးတော့အိန္ဒိယလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးအစမတတ်တဲ့ကိစ္စတွေမျောလင်းချက်ကြီးကြီးမားမားတွေအကောင့်တွေဖော်ဖို့စံနာပြေဝဖို့ကိုဒါကိုယ့်ရဲ့ဉာဏ်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲနဲ့ဘယ်လိုဟာမှုချုပ်မလဲဆိုလို့ရှင်တော့ မိသားစုကိုစွန့်ခွာမယ်အုပ်စာပစ္စည်းကိုစွန့်ခွာမယ်ဘာမှမမှန်မောဘူးအဲ့တော့ငါဘဝငါအေးချမ်းအောင်တိဆောက်မယ်ပျော်ရွှင်အောင် လုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေမမျှော်လင့်ပဲကြုံဆုံရပါလိမ့်မယ်ဖြစ်ပေါ်ရပါလိမ့်မယ်စိတ်ညစ်ဆရာနေနေကတော့တင်းလာသားသမီးတွေမှာကိုချီးရတဲ့သူတွေနဲ့ပတ်သက်ပြီးမချင်မချမ်းဖြစ်တယ်ဒေါသထွက်တယ်ဝမ်းနေတယ်စိတ်ကြီးကြိုက်တယ်အဲ့ဒီအကြောင်းအရာတွေတွေးပြီးတော့ကိုယ်မှာစိတ်ညစ်စရာပူပင်သောအခါတွေဖြစ်ပေါ်နေရတတ်ပါတယ် ငယ်ရွယ်တဲ့တနင်္လာသားသမီးတွေကန်စာတမှာကိုကိုကိုစိတ်တိုင်းမကြတဲ့အတွေးတွေနဲ့ပဲပလောင်စုပြီးပူပင်တော့ကများနေရတတ်ပါတယ်။အဲတော့ကိုသိကျင်သောကိစ္စတွေကိုလေ့လာမယ်စုံစမ်းမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လည်းအချိန်ကုန်ရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကလည်းဒီကလအတွင်းမှာတော်တော်ခက်ခဲအခက်အခဲကြုံပြီးမှအဆင်ပြေတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ ိန်အောင်ရှင်မိတ်ဆွေများဖို့ကတော့ဆုံးဖြတ်ရန်ကြက်တဲ့နှစ်ခုနဲ့ကြုံတွေ့ရတတ်တယ်။ငွေကြေးကိစ္စနေရာထိုင်ခင်းကိစ္စအတွက်ကျင်းနာနှိုးထွေးမှုအတွက်အကုန်လုံးမှာကိုယ်မှာစိတ်ညစ်စရာနှမျိုးနဲ့ရင်ဆိုင်နေရတတ်ပါတယ်တဲ့ဗျာ။ခောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဆုံးဖြတ်ချက်မှားတယ်ဆိုတဲ့အတွက်ကြောင့်ဝေကုန်ထိကြများပါလိမ့်မယ်တဲ့ဗျာ။ ီဝသနာပါလို့ဒီရိုးကျင်တဲ့တင်းလာသားသမီးတွေကတော့ထိုင်ကုန်လေးရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကနန်းတစုံတရာတွေ့ရပါလိမ့်မယ်ညံနာတွေပြေပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့9-9កောင်လွတ်ချင်းအားဖြင့်အညံ့နေအလုံးပြေပြောင်းသွားပါလိမ့်မယ်လို့ပြောရင်တင်းလာသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်30ရက်3လ2025မှာ 19ရက်3လ2025ခုပဲဖြစ်ပါတယ်။အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးရင်းရင်တင်းဆောင်လွဲချော်မှကိုအခုယင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့သွားရေးလာရေးနဲ့ပတ်သက်ပြီးအခက်အခဲမရှိဖို့ကိုယ်ဒေါသတန်ရန်လိုတန်လေးနဲ့ဆက်ဆံမဲ့ကိစ္စတွေပြပြလဲလဲဖြစ်ဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာမျောလင်းတောင်းတနေပါတယ်ကိုယ့်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်လဲ စိုးစိုးဝါးမဟုတ်ဘဲနဲ့ရေးလိုက်လွဲနေတာဆုံးဖြတ်ချက်မှားတာအဲ့လိုဟာမျိုးတွေအတွက်ကိုလည်းကောင်းကောင်းမွန်မွန်ဖြစ်စေခြင်းနဲ့ဒါကကိုယ့်ရဲ့ယဉ်ထဲမှာမျောလင်တောင်းတာချက်မမျောလင်မဲ့ဘလို့ဟာမျိုးကြုံမလဲဆိုလို့ရှိရင်တော့နေရထိုင်ခြင်းနဲ့ပတ်သက်ပြီးဆုံးဖြတ်ရန်ချက်တဲ့နှစ်ခုနဲ့ယဉ်ဆိုင်ရတတ်တဲ့အထီးကျန်မှုဆိုတဲ့စိတ်ခံစားမှုဝေဒနာတွေလည်းဒီကာလအတွင်းမှာတော်တော်လေးစိတ်မကောင်းဖြစ်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်စိတ်ညစ်စရာအနေနဲ့ကတော့ မိမိရဲ့ဘဝကံကြမ္မာကောင်းသောအခြေအနေကိုပြောင်းလဲတော့မယ်လို့စိတ်ကူးထားသမျှအရာခတ်သိမ့်လွဲချော်တဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေဖြစ်သွားတတ်ပါတယ်။မကြခင်မှာနောက်တစ်ကြော့ပြန်ပြီးတော့ကံကောင်းတာတွေကြုံပါလိမ့်မယ်လေဗျာ။ငြိမ်ရတဲ့အင်္ဂါသားသမီးတွေကန်စာတာမှာဆိုလို့ရှင်တော့ဘေးကျန်တဲ့ချက်အကျက်သေးတွေနဲ့ကြုံတွေ့ရတတ်တယ်။အဲ့တော့သူများတွေပျော်နေပျော်နေတဲ့အချိန်မှာကို့မှာမပျော်နိုင်ဘူး။သူများတွေအိတ်နေတဲ့အချိန်မှာကို့မှာမအိတ်နိုင်ဘူး။အဲ့လိုမျိုး အများနဲ့ဆန့်ကျင်ပြီးတော့ကိုယ်မှာပူလောင်မှုတွေများနေရတတ်ပါတယ်။အခြေအနေတွေနဲ့ပတ်သက်လို့ရှင်လဲဘေးကျန်တဲ့အချက်သေးတွေကြုံတွေ့ရတတ်တဲ့မချစ်တဲ့သူကိုတန်ရောစင်ထားမိတဲ့အတွက်ကြောင့်လဲအပြောခံရမှာ၄စိုးရိမ်ပူပန်မှုတွေများနေရတတ်ပါတယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရတဲ့အခက်ခဲစိတ်ညစ်စရာပူပင်သောကကြုံပြီးမှဝင်ဝေကောင်းလို့ဆိုတဲ့ဟာမျိုးတွေဖြစ်ပေါ်လာပါလိမ့်မယ်တဲ့ဗျာ။ အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မကြခင်မှာအဝေးတနေရာကသတင်းကောင်းဆက်ွယ်ကောင်းတွေရရှိပြီးတဲ့အချိန်ကနေစတင်ပြီးတော့ကိုယ့်ရဲ့အိမ်အောင်ရေးမှာလည်းတာယာစရာတွေပျော်ရွှင်စရာတွေစိတ်ချမ်းမြေ့စရာတွေကြုံလာပါလိမ့်မယ်အဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းငွေကုန်ကြေးကျအများများတယ်ဘလို့ကုန်လို့ကုန်မှန်းမသိတဲ့ပုံစံမျိုးတွေနဲ့ငွေကုန်ကြေးကျငွေအထွက်များတတ်ပါတဲ့တဲ့ဗျာဒီဝသနာပါလို့ဒီလိုကျင်တဲ့အင်္ဂါသားသမီးများဖို့ကတော့ ကိုအိမ်အဝင် ထွက်ကဲကျမ်းပြင်ကိုအခန်းရဲ့အဝင်ထွက်ကဲကျမ်းပြင်ကိုသေချာကြည့်ပြီးတော့အဲ့နေရာမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့မိမိနေထိုင်သောအိမ်အခန်းစသည်အပြင်အဲ့လိုနေရာမျိုးတွေကိုတန့်ရှင်းလုပ်ပါ တန်ရှင်းလုပ်တဲ့အခါမှာပင်းကူအိမ်လေးအမိုက်တရိုက်လေးစသည်အပြင် ဖုံလေးအဲ့လိုဟာမျိုးတွေကိုတန်ရှင်းလုပ်ခြင်းအပြင်အိမ်ပတ်ဝန်းကျင်မိမိနေတဲ့အခန်းတန်ရှင်းလုပ်ခြင်းအပြင်အညံ့နေအလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများအတွက်ဒီမှာပဲဒီကုန်းချုပ်ပြရစေဗုဒ္ဓဘုသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါဗုဒ္ဓဘုသားသမီးတွေရဲ့ယဉ်ထဲမှာဆုံးဖြတ်ချက်တွေမှားတဲ့ကိစ္စတွေကိုငါဘယ်လိုလုပ်ရင်ကောင်းမလဲငွေကုန်ကြေးကြတယ်မမျှော်လင့်မဲနဲ့တဝက်ကြော်ကြော်ဆုံးရှုံးတဲ့ကိစ္စ ကိုသုံးရမဲ့အထက်ကလေလွင့်သွားတဲ့ကိစ္စအဲ့လိုဟာမှုတွေအတွက်ကိုပြန်ရအောင်ငါဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားနေပါတယ်ဘလောက်ပဲကြံကြံဘလို့နီးနေမှမရနိုင်ပါဘူးတဲ့ဗျာမျောလင်းတောင်းတရည်ရွယ်ချက်ကတော့ပတ်စံများများရဖို့အတွက်ကိုပဲဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါတယ်အဲ့တော့အပင်မဆိုင်ဖဲနဲ့အသီးခူးကျင်တဲ့ပုံစံမျိုးဖြစ်နေတတ်တယ်အဲ့တော့သူများစီကများများလိုချင်များများပေးဆက်တတ်တယ် ိုက်ဒီအတွက်ကြောင့်ဘယ်ဟာမှမမျောလဲပါနဲ့ကိုယ့်ရဲ့ချွေးနှဲစာဖြစ်ရင်တော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်လေဗျာနော်မမျောနိုင်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ဆုံးဖြတ်ရန်အချက်တဲနှစ်ခုနဲ့ရင်ဆိုင်ရန်တက်သလိုရည်ရွယ်ချက်ရည်မှန်းချက်တွေလွဲချော်တဲ့ပုံစံမျိုးရိမ့်ရိုင်တဲ့ပုံစံမျိုးတင်းဆောင်းသွားတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်ဗျာကောင်းမှုကောင်းရှုစိတ်ညစ်စရာတွေလည်းကြုံတွေ့ရတတ်ပါတယ်စိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့ မျက်နာပွင့်လန်းဖို့လုပ်တဲ့ကိစ္စအပြော်ရှာတဲ့ကိစ္စတွေကြောင့်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့အကျက်တဲတွေနဲ့ရင်ဆိုင်ရတတ်တဲ့ပြဿနာပေါင်းစုံဘယ်တော့ဘယ်တော့ပြဿနာတက်မလဲဘယ်ချိန်များပြဿနာအရှာခံရမလဲဆိုတဲ့ပူပင်သောကတွေနဲ့ကိုယ်မှာဘလောင်စုနေတတ်တဲ့ ဲ့တော့ချက်ချင်းမြင့်တာနဲ့ပတ်သက်လို့ရှင်လဲဒီကာလအတွင်းမှာမကောင်းဘူးအမျိုးမျိုးအဖုံဖုံစိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုယ်ကိစ္စမဟုတ်ဘဲနဲ့သူများကိစ္စတွေကြောင့်ငွေကုန်ကြေးကြများပါလိမ့်မယ်လေဗျာအိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ကံကောင်းပြီးရင်ကောင်းရင်းဆိုတဲ့ပုံစံမျိုးဖြစ်တတ်တယ်ဘေးပတ်ဝန်းကျင်ကအစအားကြလောက်ပြီးအထင်ကြီးစရာတွေစိတ်ချမ်းသာစရာတွေကြုံပါလိမ့်မယ်လေဗျာ ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုယ်အိမ်မှာအဖိုးတန်ပစ္စည်းတွေဝင်ရဝယ်ရတဲ့အတွက်ကြောင့်ဝေကုန်ကြေးကြများပါလိမ့်မယ်တဲ့ဗျာအဖိုးတန်တွေဝင်လာတတ်တယ်နော်ဒီဝသနာပါလို့ထီလို့ကျင်တဲ့မိတ်ဆွေတွေကတော့အလုတ်ချမ်းပင်ပင်မမှန်လုပ်နေတဲ့လူတွေရဲ့အနီးအနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက် အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်တဲ့ဗျာကဲညံသားတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့မိမိအကြိုက်ဆုံးဟင်းလျာများကိုယဟန်တန်ကများအားလှူဒန်းခြင်းအားဖြင့်ဆွန်းလောင်းခြင်းအားဖြင့်ကျွေးမွေးလိုက်ခြင်းအားဖြင့်အညံ့နေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘုရားသမီးများတို့ဒီမှာပဲဏီကုန်းချုပ်ပြရစီကျာသာပေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါကျာသာပေးသားသမီးတွေအတွက် 73ရက်3လ2025မှာ19ရက်3လ2025အထိပဲဖြစ်ပါတယ်။ဂျာတာပိသသမီးတွေရဲ့ရင်ထဲမှာလူနေမှုအဆင့်တန်းမြင်မအောင်ကြိုးစားမယ်။ရသမျှဝင်ငွေနဲ့မရောင်းရဲမတိတိန်နိုင်ဘူး။ပို့ပြီးတော့ရအောင်ကြိုးစားမယ်။ပို့ပြီးတော့စွမ်းဆောင်ဖို့ပို့ပြီးတော့အရေးချင်းတွေရှိအောင်ကြိုးစားဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။ပတ်စံကုံမာရမ်းကြောက်တဲ့ချူကြံဖို့ချွေတာဖို့စူဆောင်းဖို့ပဲရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။ မျောလဲတောင်းတရည်ရွယ်ချက်ကတော့အလဟတကုံမဲ့ပစံလေးဘလို့ပုံစံမျိုးနဲ့မှမထွက်အောင်မကုံအောင်ကြိုးစားဖို့ကြံဆောင်ဖို့စီစစ်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလဲတောင်းတနေပါတယ်မမျောလင်မဲ့ဘလို့အမိုးကြုံမလဲဆိုလို့ရှိရင်တော့ကြီးပွားချမ်းသာမဲ့အကြောင်းလေးကြံဖန်ပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့တော့ဒီချိန်ရနဲ့စတင်ပြီးတော့ကိုဘွားမှာဘာဖြစ်ချင်တာလဲဖြစ်ချင်တဲ့ဆန္ဒကိုတန်းတားလိုက်ပါတွေးလိုက်ပါအဲ့ဒီအဥ္စာကခဏလေးတွေးလို့မရဘူးเนาะ အမြဲတမ်းအမြဲတမ်းတွေးရမှာ ဖြစ်ပါတယ်အဲ့တော့အိမ်တစ်လုံးကိုတွေးပြီးအဲ့ဒီအိမ်ကြီးကကြီးကျယ်တဲ့ခန်းသားတယ်ဒီလိုအိမ်မျိုးကြီးလိုချင်လိုက်တာအဲ့ဒီအိမ်မျိုးကိုမစင်စားနိုင်အောင်အဲ့ဒီမြေကိုအရင်ရအောင်ဝယ်ရမယ်ပြီးတော့မှငါဒီအိမ်ဘလို့ဘလို့စောက်မလဲအဲ့ဒီအိမ်ကုန်ကြားစိတ်ကိုငါဘလို့ဖန်တီးမလဲနောက်ပြီးတော့ဒီကြားထဲမှာလည်းကိုစောက်နေစဉ်ကာလမှာလည်းပုံမှန်ဝင်ဝင်ရအောင်ငါဘလို့ကြိုးစားမလဲဆိုတဲ့ဟာတွေကိုစဉ်းစားမယ် ကြိုပြီးတော့တဆင့်ကြော်ပြီးတော့ဘယ်ဟာမှမစင်စားပါနဲ့လို့အကြံပေးခြင်းပါတယ်။စိညာဆရာပူပင်တော့ကအနေနဲ့ကတော့အားလုံးနဲ့ချစ်ခင်ခြင်းနဲ့သိမြတ်ခြင်းနဲ့ကိုယ့်ရဲ့အမားတွေကိုလည်းအကောင်းဆုံးဖန်တီးပြင်ဆင်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာစင်စားရင်းနဲ့စိတ်ညစ်နေရတတ်ပါတယ်။အားလုံးနဲ့သိမြတ်ဖို့မေတ္တာတွေစေတနာတွေအတလူဟာမှုတွေနဲ့ပတ်သက်ပြီးလဲအစဉ်ပြေဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာတွေးပြီးတော့စိတ်ညစ်နေရတတ်ပါတယ်။ ိုယ့်ရဲ့မေတ္တာတွေကိုတစ်ဖက်လူနားလည်အောင်လုပ်ဖို့အတွက်ကြောင့်စိတ်ညစ်တယ်လို့သူကပြထားပါပါ။ကဲငယ်ရွယ်တဲ့ကြာသာပေးသားသမီးတို့ရဲ့ကန်ဆာတာမှာယောက်ျားတဦးတယောက်ကမကြာခဏပြဿနာရှာတယ်။အဲ့တော့ပြဿနာရှာဖို့သူ့မှာအကုန်လုံးစူးစီးထားတယ်။အဲ့ဒီအတွက်ကြောင့်ကို့ဘယ်ချိန်မှပြဿနာရှာမလဲဆိုတဲ့ရင်တမမနဲ့ကို့ပါစိတ်ညစ်စရာတွေဖြစ်နေရတတ်တယ်။ဒေါသထွက်စရာတွေကြုံတွေ့ရတတ်ပါတယ်။ ဲ့တော့ရှစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ကဒီကာလအတွင်းမှာဘလောက်ပဲတေကြတဲ့ကိစ္စဖြစ်နေပါစေအကုန်လွဲချော်ပြီးစိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးလို့ရှင်လည်းအဆင်မပြေမှုတွေဖြစ်တတ်ပါတယ်။အဲ့တော့ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုမျောလင့်သလိုမဖြစ်တာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ဝင်ဝင်လက်တလုံးဝင်ဝင်နဲ့ပတ်သက်ပြီးပေါ့နော်။ အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မေတ္တာစင်မေတ္တာမှမဟုတ်တဲ့အကြောင်းအဲ့တော့စေတနာပြက်လောက်ဒီအထိမေတ္တာကုန်ခန်းသွားတဲ့ပုံစံမျိုးဖြစ်တဲ့အကြောင်းပါလေဗျာအဲ့တော့မေတ္တာမကုန်မနဲ့ချစ်လို့ယူထားတာပဲရှေ့ဆက်ပြီးချစ်နိုင်အောင်ကိုယ့်ဘက်ကကြိုးစားပါလို့အကြံပေးခြင်းပါလေခွန်ငွေနဲ့ပတ်သက်လို့ကလည်းတစုံတရာပြဿနာကြောင့်ငွေကုန်ကြေးကြများပါလိမ့်မယ်တဲ့ဗျာဓိဝသနာပါလို့ထီလို့ခြင်းတဲ့မိတ်ဆွေတွေကတော့နာရေးပေါ်တဲ့ လူတွေရဲ့အမည်နာမတွေအသက်တွေကိုအတိတ်ကောက်ချင်းအားဖြင့်ခုအတွက် အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်လေဗျာ။ကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာ ရရှိဖို့ရည်ရအနေနဲ့ကတော့စေဝါဒတ်စာများကိုတင့်တင့်တဲ့နေရာမှာလှူဒန်းခြင်းအားဖြင့်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဂျာတာပေးသားသမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရစီ သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသာသမီတွေရဲ့ယဉ်ထဲမှာဒေါသအရန်ထွက်နေတဲ့စိတ်တူနေတယ်ဘသူများငါ့ကိုပြဿနာရှာမလဲဆိုတော့ကိုကကြိုတင်ပြီးတော့တောကများတာမျိုးတွေဖြစ်ဖြစ်ရတတ်တဲ့စိတ်ပူရတာမျိုးတွေဖြစ်တတ်ပါလေဗျာအဲ့ဒီအကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော့နေတယ်မျောလင်းတောက်တာရည်ရွယ်ချက်ကစိတ်လေစိတ်လွင်နေများတယ်အမှားမှန်သိရတဲ့နောက်မဆုံနိုင်တာမပြေဆိုင်နိုင်တဲ့အတွက်ကြောင့်ပဲ ဓာတ်ပုတ်ရဲ့ရင်ထဲမှာရှေ့ဆက်ပြီးအမားကင်းတဲ့လူများကင်းအောင်စူးစမ်းမယ်ဟဲ့ဆိုပြီးတော့မျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲဘယ်လိုဟာမို့ကြုံမလဲမိမိနှလုံးသားမိမိရက်ဆက်စွာစရိပ်ပြခြင်းနဲ့မလုံတင်တာမလုံဘူးငါကူငါထိန်းနိုင်အောင်စူးစမ်းမယ်ချုပ်တီးနိုင်အောင်လုပ်မယ်အကောင်းဆုံးနေဖန်တီးမယ်ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေအဲ့လိုမျိုးစိတ်ဆုံးဖြတ်ပြီးတော့အကောင်းဆုံးဖန်တီးဖို့အကြောင်းတွေပေါ်လာပါလိမ့်မယ်ဖြစ်လာပါလိမ့်မယ် စိတ်ညစ်စရာအနေနဲ့တောက်ကြသားသမီးတွေမှာငယ်စဉ်တောင်ကြီးခလေးဘွားကတန်ရောစဉ်ဖြစ်ရတဲ့သူတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေဖြစ်သွားတတ်ပါတယ်။သူတို့တရင်သူတို့ရဲ့အကြောင်းလေအကြောင်းပြုပြီးတော့အကိုမှပူပင်တော့ကများတာမျိုးဖြစ်ပေါ်တတ်ပါတယ်။ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာဆိုလို့ရှိရင်တော့ကိုယ့်ကကိုယ့်ရဲ့မျှော်လင့်ချက်ရည်မှန်းချက်တွေတခါတည်းနဲ့အဆင်မပြေတာတခါတည်းနဲ့မအောင်မြင်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အဲ့တော့ နောက်တစ်ခါစူးစမ်းကြည့်လိုက်ပါအားလုံးအဆက်အစပ်အအဆင်ပြေသွားပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာနှစ်ခါစူးစမ်းမှအခြေအနေကောင်းနေတဲ့ကြုံပါလိမ့်မယ်တဲ့ဗျာအိမ်နောက်ရှင်မိတ်ဆွေများဖိုးကတော့ယောက်ျားနောက်ရှက်မိန်းမနောက်ရှက်ကြုံတွေ့ရတတ်ပါတယ်စာချုပ်စာတမ်းအိမ်ကိစ္စစာရွက်စာတမ်းကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ်မှစိတ်ညစ်စရာတွေဖြစ်ပေါ်တတ်ပါတယ်ဆုံးဖြတ်ချက်တွေမမှားအောင်တော့တေချာဂိမ်းဆိုင်ဖို့သင်ပါတယ် ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းငွေကုန်ချေးကျများတဲ့ကိစ္စပေးเสียရှိတဲ့ကိစ္စရเสียရှိတဲ့ကိစ္စတွေကြောင့်ကို့မှာငွေကုန်ချေးကျတွေများတဲ့အကြောင်းပါလေဗျာခုတ်ရတခြားရှရတခြားဆိုတဲ့ပုံစံမျိုးဖြစ်တတ်ပါလေကဲဓိဝသနာပါလို့ဓိထိုးခြင်းနဲ့တောက်ကြသားမိများဖို့ကတော့ဒီကာလအတွင်းမှာကံအယံကောင်းနေတဲ့လူတွေရဲ့အမိနာမကိုတိတ်ောက်ခြင်းအပြင်ကို့အတွက် 啊，酒杯到可能都准备呀，皮多瓦里买的呗。跟伢那里比，要比高就强了。伢媳妇也的伢的那旮沓，喷了好名壶，啊，买葡萄那个，啊，买葡萄那个，兰州南瓜子那个，别比到老细啊，收藏了一把，喷了好那个双皮的老细啊，收藏。而且伢那三弟妹到家大米不多，刚刚是俺妈心里头念的阿龙。 ဒီဖနက်အဆုံနဲ့တူတခါတည်းပါသွားစေဒီဖနက်အဟောင်းနဲ့တူတခါတည်းပါသွားစေဒီချင်းရနဲ့စတဲ့မိတောက်ကြသားမိဘသူကံကောင်းစေအောင်မြင်စေဘေးအန္တရာယ်ကင်းစေဆိုပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေပြောပြီးတော့အဲ့ဒီဖနက်ကိုပြစ်လိုက်ပါအဲ့ဒီချင်းရနဲ့စတဲ့ပြီးတော့၃ရက်တွင်းရနဲ့စတင်ပြီးတော့ကံကောင်းတာတွေဇက်တိုက်ကြုံသွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားမိများအတွက်ဒီမှာပဲညီကုန်းချုပ်ပါပြီဒီသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်73ရက်3လ 2025မှာ19ရက်3လ2025ထိပဲဖြစ်ပါတယ်။စနေသားသမီးတွေရဲ့ယဉ်ထဲမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဘူးစောင်းအောင်ကြိုးစားဖို့ကုဘကပြောသမျှဆိုသမျှတွေအနိုင်ရဖို့အဲ့လိုအကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာကိုစွန့်စွန့်စားစားကြိုးကြိုးစားစားနဲ့အလုပ်တွေလုပ်မယ်။ အောင်မြင်အောင်ကြိုးစားမယ်ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေအကောင်အထည်ဖော်ဖို့ဒါကိုယ့်ရဲ့ယဉ်ထဲမှာမျောလင့်တောင်းတနေပါတယ်မိမိရဲ့ဘဝကံကြမ္မာလဲအပင်မခံစိတ်ညစ်ခံပြီးတော့အောင်မြင်အောင်ကြိုးစားမယ်ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေရှိနေပါတယ်မမျောလင့်မဲ့ဘလို့ဟာမို့ကြုံမလဲမလုံတဲ့နာတွေကိုလုံမိတာမဆုံးဖြတ်တဲ့နာတွေကိုဆုံးဖြတ်မိတာချုပ်ချယ်မှုတွေအပြစ်တင်မှုတွေဝေဖန်မှုတွေနဲ့များစွာအတိုက်ခံတွေကြုံတွေ့ရတတ်ကြောင်းပါလေဗျာ ိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုအကြောင်းကိုတွေးပြီးတော့ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ကိုပြစ်ချင်တာကตายာချမ်းမြေပွဲပျော်ရွှင်စရာကောင်းသောမိသားစုလေးဖြစ်ချင်တာ။ကိုဖြစ်ချင်တဲ့ဆန္ဒနဲ့ဘဝနဲ့ရတခြားစီပဲဖြစ်နေစန့်ကျင်ပဲဖြစ်နေတတ်ပါလေ။အဲ့ဒါလိုအကြောင်းအရာတွေကြောင့်ကိုယ်မှာစိတ်ညစ်မှုတွေဖြစ်နေရတတ်ပါလေ။မကြခင်မှာကိုယ်အလက်ကံကောင်းတာတွေကြုံလာပါလိမ့်မယ်။အဆိုးများများကြုံပြီးရင်တော့အကောင်းပဲဥတီလာတတ်ပါလေ။အကောင်းများများကြုံပြီးရင်တော့အဆိုးပတိ လာတတ်ကြောင်းပါလေဗျာအဲ့ဒါကသူ့ရဲ့လောကနေရာမှာပါပဲကဲငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတာမှာဆိုလို့ရှင်တော့အချစ်စစ်ချစ်မှန်မေတ္တာစစ်မေတ္တာမှန်နေပေါ်တတ်တယ်ဂျုံတတ်တယ်ဖြစ်ရတတ်တယ်စုံဝန်းတတ်တယ်လို့ပြထားပါလေဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကံကောင်းပြီးရင်ကောင်းရင်ဆိုတဲ့ပုံစံမျိုးတွေဖြစ်ပေါ်လာပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့အိမ်တော်ရေးမတာမရဖြစ်တဲ့အကြောင်းပါလေဗျာအဲ့တော့ရေရှည်စီမံကိန်းတွေပြပြသွားတတ်တဲ့ပတ်ဝန်းကျင်ကြောင့်ဆွေမျိုးသားချင်းညီကိုမော်တော်မကြောင့်အဆင်မပြေမှုတွေအပူပေါ်အပူဆင့်တဲ့ပုံစံမျိုးတွေကြုံတွေ့ရတတ်ကြောင်းပါလေဗျာဖောက်ငွေနဲ့ပတ်သက်လို့ကလည်းအပူပေါ်အပူဆင့်ပြီးတော့စိတ်ညစ်စရာတွေကြောင့်ငွေကုန်ချေးကြများပါလိမ့်မယ်လေဗျာ ဒီဝသနာပါလို့ဒီလိုကျင်တဲ့စနေသားသမီးတွေကတော့ထိုင်ကုန်တွေရဲ့ကြောမီနာမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ခရီးသွားမဲ့သူများကိုခရီးစရိတ်လမ်းစရိတ်လှူခြင်းအားဖြင့်အညံ့တွေအားလုံးပြပြပြီး ကိုယ်တိုင်လည်းအစာပေါင်းများစွာဝင်ငွေကောင်းတွေရရှိပါလိမ့်မယ်လေဗျာကဲကျွန်တော်ရဟောပြောမှုကဒီမှာပဲဒီကုန်းချုပ်ပါပြီကျွန်တော်မိတ်ဆွေ စနေသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295 380 358ပဲဖြစ်ပါတယ်ကဲဒီလောက်ပါပဲเนาะ